ားလုံးပဲမိင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ preterbi ဆိုခေါ်တဲ့သွေးကြိုအကျိုးရောဂါအကြောင်းကိုပြောပြပြီးသွားမှာဖြစ်ပါတယ်ဒီသွေးကြိုအကျိုးရောဂါဆိုတာကတော့လူကြီးမိဘတွေအားလုံးသိထားတဲ့အကြောင်းအရာဟုတ်ပဲဖြစ်ပါတယ် အဲ့တော့ဘလိုချင်းချင်းမျိုးကို pre-diabetes သွေးကြောအကျိုးကိုတတ်မှတ်လိုက်ပါတော့ကျမတို့သွေးလင်းကြားဓာတ်ကိုစစ်ဆေးလိုက်ပြီးဆိုလို့ရှိရင်တော့သွေးလင်းကြားဓာတ်ကပုံမှန်ထက်နဲ့များနေတယ်ဒါပေမဲ့စီးကြိုရှိတဲ့အနေအထားကြီးလည်းမရောက်သေးတဲ့ခြားအခြေအနေတရားကို pre-diabetes သွေးသွေးကြောအကျိုးလို့ခေါ်ပါတယ်ဘလိုသွေးကြောအကျိုးကာလမှာဆိုလို့ရှိရင်တော့ကျမတို့ကတင်းတဲ့ရောက်ပတ်တဲ့ lifestyle modification လို့ခေါ်တဲ့အဲနေထိုင်မှုပုံစံလေးတွေကိုပြောင်းလဲနိုင်ခြင်းအဖြစ်စီးကြိုအဆစ်မရောက်တော့ဘူးပေါ့နော်စီးကြိုအဆင်ုံမရအောင်ကာကွယ်နိုင်စွမ်းရှိပါတယ် ။ဘီလိုလူတွေမှာ beta piece အခြေအနေရှိနေဆိုတာကိုစစ်ဆေးတဲ့နေဆုံးရှင်တော့။နံပါတ်1အာမျိုးရိုးထဲမှာသွေးချိုယောဂရှိပြီးသားတွေမှာစစ်ဆေးနေတဲ့။နံပါတ်2ကတော့အသက်ရွယ်အလွန်ကြီးတဲ့မျိုးတွေမှာစစ်ဆေးနေတယ်ပေါ့နော်။ OH တွေမှာစစ်ဆေးနေတယ်။နံပါတ်3ကတော့ obesity လို့ခေါ်တဲ့အဝတ်အစုံယောဂရှိနေတဲ့လူတွေနဲ့ကိုယ်လေးချိန်အရမ်းမြင့်မားတဲ့လူတွေမှာလည်းစစ်ဆေးထားနေပါတယ်။နောက်တစ်ချက်ကတော့ယောဂအခမ်းတစ်ခုခုရှိပြီးသားပေါ့နော်။ hypertension လို့ခေါ်တဲ့သွေးချိုယောဂရှိပြီးသားတွေ၊သွေးရင်း cholesterol များတဲ့လူတွေမှာလည်း တွေးကြိုတွေးကြိုအကျိုးရှိမှရှိကိုစစ်ဆေးထားနေပါတယ်။အဲ့တော့ predominant ဆိုအဲအချိန်မျိုးမှာကျမတို့တတ်မှတ်မယ်ပေါ့နော်။တကယ်လို့ကျမတို့မနက်ခင်းစစ်တဲ့တွေးကြိုပေါ့နော်။မနက်ခင်းဖာမောင်းမစားခင်စစ်တဲ့တွေးကြိုက100နဲ့125 mg ပတ်စံကြားထဲမှာဖြစ်နေရှိလို့ရှင်တော့တွေးကြိုအကျိုးရှိနေပြီလို့ပြောပြရပါတယ်။ဒုတိယကနေ့ကတော့ oral glucose tolerance test လို့ခေါ်တဲ့တရားရည်ကိုတောက်ခံပြီးတော့နှစ်နာရီအကြာမှာစစ်ဆေးတဲ့ဘေးကျုံတက်က 140နဲ့196မီလီဂရမ်ပတ်စံဂျာထဲမှာဖြစ်နေပြီဆိုလို့ရှိရင်လည်းတွေးကြအကျိုးရှိနေတယ်လို့သတ်မှတ်ရပါတယ်။ နောက်တစ်နည်းကတော့ HbA1c လို့ခေါ်တဲ့၃လပြည့်ချုပ်ဓာတ်ကိုစစ်ဆေးလိုက်လို့9.3ခုနဲ့6.2ဂျာထဲမှာဖြစ်နေပြီဆိုလို့ရှင်တယ်။ပြည့်ချုပ်အကျိုးရှိနေပြီလို့သတ်မှတ်နေရပါတယ်။ဒီလိုမျိုး MW ဆိုခေါ်တဲ့ pH ကိုအချိန်ဆန်ဖြစ်နေပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဆောင်ရံချောင်ရံချက်လေးတွေစပြီးတော့ရှိသွားပါပြီ။နံပါတ်၁ကတော့အဓိကအဖြစ်အချုံကဲတဲ့အစာနောက်တွေကိုရှောင်ပြီးတော့စားနိုင်တယ်ပေါ့နော်။နောက်ဒုတိယတစ်ချက်ကတော့ကစီတက်လို့ခေါ်တဲ့ကာဘိုဟိုက်ဒရိတ်နဲ့လုံထားတဲ့အစာအသောက်တွေဥပမာဖြင့်ထမင်း ုံခောက်ဆွဲအောင်မုတ်ဒီလိုစားတော့ဒီကိုလည်းချိန်ပြီးတော့ပဲစားတင်ပါတယ်။နံပါတ်3ချက်ကတော့မိမိရဲ့ခန္ဓာကိုယ်အလေးချိန်ပေါ့နော်။အရန်ဝနေပြီးသားဆိုလို့ဒီဆိုလို့ရှိရင်လည်းဝိတ်ချဖို့လိုစားမယ်။နောက်မိမိရဲ့ရှိရင်ဆွဲ body weight ကိုအမြဲတမ်းထိန်းထားဖို့လည်းလိုစားတင်ပါတယ်။ နောက်တစ်ချက်ကတော့ဆီလင်းတောက်တဲ့သူဆိုလို့ရှိရင်လည်းဆီလင်းဖြတ်တဲ့နဲ့အရက်လွန်ကျူတောက်သုံးချက်တွေကိုလည်းရှာကြည့်သင့်ပါတယ်။နောက်တစ်ချက်ကတော့မများစားတဲ့စားတောက်တွေထဲမှာဆိုလို့ရှိရင်တော့ protein တက်တွေမများစားပြီးလို့ရတယ်။ vitamin ဆိုခေါ်တဲ့အဲဓာတ်တွေပြောပါကုတ်တက်ဆိုကျွန်တော် hindi ရအသီးနိုင်တွေကိုတော့မများစားပြီးလို့ရပါတယ်။နောက်တစ်ချက်ကတော့သဆိုင်ရာဆောင်နဲ့ရေတန်းဆွေးနွေးတိုင်ပြီးတော့ဖေးစစ်ဆေးမှုတွေကိုလည်းပုံမှန်ပြုလုပ်ထားဖို့လိုအပ်ပါတယ်။